Okay အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာဆိုရင်တော့ဒီအနေနဲ့ပြိုင်ပွဲတွေမှာပေါ့နော် Golden Fighter တွေအသုံးများလာတဲ့အကြောင်းရင်းလေးကိုပြောပြချင်တာပဲဖြစ်ပါတယ် Golden Fighter တွေဘာလို့အများကြီးသုံးများလာကြတာလဲဆိုတော့အဓိကပထမတစ်ချက်နေနဲ့ပေါ့နော် Motor ကနေပြီးတော့ကျွန်တော်တို့ Golden မှာဘိုးရရှိတဲ့ပမာဏကိုရှော့ချလိုက်တယ်အရင်တော့ဆိုရင်ကျွန်တော်တို့130ကနေနောက်ပိုင်း130လောက်ထိလက်စစ်စားရင်ရရှိတဲ့အချိန်မှာအခုဆိုရင်ကျွန်တော်တို့ Golden မှာလက်စစ်စားရင်ကို80ကျော်90ကျော်လောက်ပဲရတော့တယ်ပေါ့နော်အဲ့ဒါတွေက Maxman နေအတွက် အဆင်မပြေဘူးပေါ့နော်အဓိကကလည်းဒီမတာမှာကျတို့ objective data တွေ fight ရမယ် objective log fight တွေအရေးကြီးလာတဲ့အတွက်ကြောင့်အဲ့လိုမျိုး air fight တွေမှာကျွန်တော်တို့ time fan နေမယ် max man အစားကို data fight တွေ log fight တွေလာပြီးတော့လွယ်လွယ်ကူကူ join လို့ရတဲ့ fighter တွေသုံးများလာကြတယ်ပြီးတော့လည်းဒီရေမြောင်းကြီးကလည်းရှိနေရဆိုတော့ fighter တွေအနေနဲ့လွယ်လွယ်ကူကူ data fight ကိုလာ join လို့ရရပေါ့နော်ပို့ပြီးတော့ဒီ fight တွေမှာ fighter တွေကပိုတာနိုင်စွမ်းရှိရပေါ့နော်အဲအကြောင်းမို့ fighter တွေကိုသုံးလာကြတာပဲဖြစ်တယ်အာဥမာဆိုရင်ကျွန်တော်တို့ဘိန်းတို့လို့ CC, Ruby, Chong, Asma လိုမျိုး fighter တွေကိုဒီ goal lane မှာသုံးများလာကြရပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီ Arnager တခုတော့ရှိတယ်ပေါ့နော်။ဘယ်ချိန်မှာကျွန်တော်တို့ goal lane fighter တွေထုတ်ရမလဲ။ဘယ်ချိန်မှာမထုတ်ရဘူးလဲဆိုရယ် saturation လေးတွေတော့ရှိတယ်။ဘယ်ချိန်မှာ fighter goal lane ထုတ်ရမလဲဆိုရယ်ကျွန်တော်တို့ဘက်ကကျွန်တော် assassin jungler တွေ၊ bi sanction လို့ maxman jungler တွေအဲ့လိုမျိုး hero လေးတွေကိုယ့်ရဲ့ jungler ပစ်ထားရဲဆိုရင် fighter goal lane ကိုသုံးလို့ရတယ်။တကယ်ကြီးကိုယ့်ရဲ့ jungler ကျွန်တော်အာ fighter jungler လိုမျိုးဥမာ patron လို့တန့် jungler လိုမျိုးပါစီရ ားလို့ကောင်းမျိုးပစ်ထားတယ်ဆိုတော့ဘာသာအနေနဲ့ Maxman တို့မို့ဆို Harry တို့ဘာလို့လို့ဟီးရိုးမျိုးကြီးပို့ပြီးတော့တုံးတင်နေပေါ့နော်ကဲအဲ့ဒါဆိုရင်အခု Red မှာရော Gold Lane Fighter ဆော်ပြီးတော့ Red and ရဲ့ Brewery ရှိကြလားရှိတယ်ဆိုလဲကျွန်တော်တို့ Gold Lane Fighter နဲ့ Gold Lane Maxman ဘယ်အားပို့ပြီးတော့ဆော်လို့ကောင်းလဲဆိုတာ comment လေးမှာကျွန်တော်တို့ဖြေခဲ့လို့ရပါပြီဗျာ